။အောက်ဆုံးလာဆိုင်ကိုရတယ်။အားလုံးပဲမင်္ဂလာပါ။ဒါကတော့တောနော် FM ရဲ့ကရင်စကားပြောတင်ကြမယ်ဆိုတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ဒီအစီအစဉ်မှာပိုးကရင်ဘာသာစကားကိုတင်ပြပေးပါမယ်။ဟုတ်ကဲ့ဒီအစီအစဉ်ကိုတောင်းဝယူတင်ဆက်ပေးမယ်သူကတော့ကျွန်တော်ကျော်ရှာနဲ့ကျမနိုင်ရှုပဲဖြစ်ပါတယ်ရှင်။နော်ရှူရေးမင်္ဂလာပါ။အဆွန်လာဆိုင်ကြော်ရှာရေး ဟုတ်ကဲ့ပါဒီတစ်ပတ်မှာတော့ဘာတွေတင်ပြပေးဦးမှာလဲဒီတစ်ပတ်တော့မြန်မာမဟုတ်တွေနဲ့ပတ်သက်တဲ့အခေါ်အဝေါ်တချို့ပြောပြပေးချင်ပါတယ်ဟုတ်ပြီဒါဆိုရင်ပထမဦးဆုံးမုံဝင်ကားကိုဘူကင်းလို့ဘယ်လိုခေါ်ရမလဲနော်ရှူခနုံ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 ဟုတ်ပြီဒါဆိုရင်မုံဝင်ကားစားချင်တယ်ဆိုရင်ရောဘူကင်းလို့ဘယ်လိုပြောရမလဲစားချင်တယ်ကိုအောင်းပါတာလို့ပြောရပြီးတော့မုံဝင်ကားစားချင်တယ်ဆိုရင် အောင်ဘာသာခနှုတ်လို့ပြောလို့ရပါတယ်။အောင်ဘာသာခနှုတ်အောင်ဘာသာခနှုတ်အောင်ဘာသာခနှုတ်အမ်မဟုတ်ဖဲထုတ်ဆိုရင်ရောကူဘ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 မဟုတ်လဲကောက်ဆိုရင်ရောကူထိုင်ခွန်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 အမ်ဘေးမဟုတ်ဆိုရင်ရောကူဘေးခွန်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  ဘိမုတ်တယ်လာပါအောင်ဆိုရင်ဘူကင်းလို့ဘယ်လိုပြောရမလဲနော်ရှူဘိမုတ်တယ်ဆိုရင်ကိုဘိခွန်စာလို့ပြောရပြီးတော့လာပါအောင်ဆိုရင်ငဲ့နောင်သီလို့ပြောလို့ရပါတယ်အဲ့ဒီနှစ်ခုကိုပေါင်းပြီးပြောရမယ်ဆိုရင်ကိုဘိခွန်စာငဲ့နောင်သီကိုဘိခွန်စာငဲ့နောင်သီအဲကိုဘိခွန်စာငဲ့နောင်သီဟုတ်ပြီအဲမော်လက်ဆောင်းဆိုရင်ရောကိုလူဆောင်း cô lô song cô lô song cô lô song mẫu bên này dễ rồi cô nuôi ta ta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  mẫu bên đâu rồi nhở cô bên bông ele mua ba cô bê bông cô bên bông đã mắm hấu cô bê bông cô bên bông đã mắm hấu cô bê bông đã rồi mẫu bên thọ lâu sao mà rồi bố kia lùi lùi biểu âm đấy လှောက်စားမယ်ဆိုရင် မတိုင်အောင်လို့ပြောရပြီးတော့မုတ်ဘန်တာလှောက်စားမယ်ဆိုရင်တော့မတိုင်အောင်ကူးပဲပုံလို့ပြောလို့ရပါတယ်။မတိုင်အောင်ကူးပဲပုံမတိုင်အောင်ကူးပဲပုံမတိုင်အောင်ကူးပဲပုံဟုတ်ပြီသန်ဒီမုတ်ဆိုရင်ရောနော်ရှူကူတာသာ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 မုတ်လေးပွေဆိုရင်ရောကူရောလာကူရောလာကူရောလာ 6ဒေါ်လာမုတ်စိတ်ပေါင်းဆိုရင်ရော6ဂေါတဲ့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 ဟုတ်ကဲ့ပါဒီကနေ့ကတော့မြန်မာမုတ်တွေနဲ့ပတ်သက်ပြီးအခေါ်ဝေါ်တွေနဲ့ပြောစကားတချို့ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီကနေ့အစီအစဉ်လေးကိုဒီမှာပဲဆုံးသတ်လိုက်ပါမယ်နောက်တစ်ပတ်အတွက်ပဲအကြောင်းအရာပြောမလဲဆိုတာကိုဆက်လက်ပြီးစောင့်မျှော်နှားဆင်ပေးကြပါဦးနော်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။